တရုတ်ဆောင်စုပြည့်တခြင်းနဲ့မကြခင်မှာမင်္ဂလာပွဲကျင်းပမယ်လို့နာမည်ကြီးခဲ့ပေမယ့်စာတမ်းမြေကမော်လမြိုင်သူလေးနဲ့မကြခင်မှာလက်ထပ်တော့မယ်လို့သတင်းတွေထွက်နေတဲ့တရုတ်ဆောင်ဟင်းဝေယံမင်္ဂလာပါပရိသတ်ကြီးရှင်လူပြိုကြီးစီးရင်ဝင်နေပြီဖြစ်တဲ့တရုတ်ဆောင်ဟင်းဝေယံရဲ့အခြေရေးနဲ့ပတ်သက်ပြီးပရိသတ်တွေတော်တော်များများကစိတ်ဝင်စားနေကြတာဖြစ်ပါတယ်တရုတ်ဆောင်ဟင်းဝေယံကိုပြည်သက်တွေကနှစ်ပေါင်းတော်တော်ကြာကြာအတွဲညီခဲ့တဲ့တရုတ်ဆောင်ဆွေပြည်သစင်နဲ့သဘောတူခဲ့ကြရာကနေငယ်စဉ်ဆိုပြီးတော့ပြည်သက်တွေကလက်တွဲစီခြင်းခဲ့ကြတာလည်းဖြစ်ပါတယ် ပြီးခဲ့တဲ့လပိုင်းအတွင်းမှာလည်းတရုတ်ဆောင်ဟေးဝင်းရံရဲ့ဖခင်ဖြစ်သူကဟေးဝင်းရံရဲ့မင်္ဂလာကိစ္စနဲ့ပတ်သက်ပြီးမီဒီယာတွေကနေတဆင့်ဖြေကြားသွားခဲ့တာဖြစ်ပါတယ်။တရုတ်ဆောင်ဟေးဝင်းရံရဲ့ဖခင်ကဟေးဝင်းရံရဲ့မင်္ဂလာသတင်းတွေနဲ့ပတ်သက်ပြီးပြည်သက်တွေတည်ထားကြတာကအမှန်ဖြစ်ကြောင်းအခုနှစ်2025ခုနှစ်အတွင်းသားဖြစ်သူဟေးဝင်းရံရဲ့မင်္ဂလာပွဲကိုကျင်းပမှာဖြစ်ပြီးလူချင်းမိဘတွေကသဘောတူထားတဲ့သူဖြစ်တဲ့အကြောင်းကိုလည်းဖြေကြားခဲ့တာဖြစ်ပါတယ်။ အဲဒီချိန်မှာတော့ပြည်သက်တွေကဟိဝိယံရဲ့သူတို့သမီးလေးဟာစူပြည့်သစင်မဲဖြစ်လိမ့်မယ်လို့တတိချယုံကြည်ခဲ့ကြတာလည်းဖြစ်ပါတယ်။ဟိဝိယံနဲ့စူပြည့်သစင်တို့ကိုယ်တိုင်ကတော့မီဒီယာမှာသူတို့နှစ်ယောက်ကချစ်သူတွေဖြစ်ကြောင်းမကြခင်မှာလက်ထပ်ကြမဲ့သူတွေဖြစ်ကြောင်းတရားဝင်ဖြေကြားထားခြင်းမရှိတာလည်းဖြစ်ပါတယ်။ဒီကနေ့မှာတော့တရုတ်ဆောင်ဟိဝိယံကဇာတိချက်ကျွေမှုရဲ့မြေကမော်လမြိုင်သူချစ်သူမိန်းကလေးနဲ့မင်္ဂလာပွဲအကြိုဓာတ်ပုံတွေကိုစတင်ရိုက်ကူးနေပြီဖြစ်ကြောင်းဗီဒီယိုဖိုင်တချို့ပြန့်နှံ့လာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်မလို့ဟင်းဝင်းရံလက်ထက်မဲ့မိန်းကလေးကဆိုပြေသက်စင်ဟုတ်မနေပဲတခြားသောမိန်းကလေးတယောက်ဖြစ်နေတာကိုပြည်သက်တွေကသိရှိခဲ့ကြရတာလည်းဖြစ်ပါတယ်။ဟင်းဝင်းရံကတော့သူနဲ့ဆိုပြေနဲ့ကိုသဘောတူကြတဲ့ပြည်သက်တွေအများနဲ့ပျော်ရွှင်စေဖို့အတွက်သူ့ရဲ့ချစ်သူကအင်ကာနန်နဲ့စားတဲ့အင်ကာသမီးလေးဖြစ်ကြောင်းပြည်သက်တွေသဘောကျပြောကြားခဲ့ပူတာလည်းဖြစ်ပါတယ်။ဒါပေမဲ့တကယ်လက်တွေ့မှာတော့အနုပညာလောကတွေကမဟုတ်တဲ့တစုံတယောက်နဲ့လက်ထပ်တော့မှဖြစ်တဲ့အတွက်ငယ်စဉ်ပြိဿတွေကတော့စိတ်မကောင်းဝမ်းနေဖြစ်နေကြရတာလည်းဖြစ်ပါတယ်။ ဘလို့ပဲဖြစ်ဖြစ်ဟိဝိရလက်ထက်မဲ့သူတို့သမီးလေးအတွက်ပြည်သက်ကြီးကတော့ဝန်တာကွန်ပျူတာစကားလေးပြောကြားပေးခဲ့ပါအောင်နော်